ကချင်ပြည်နယ်ဗမော်မြို့ပေါ်မှာ အာနာသိန်းစစ်တပ်နဲ့ကချင်လူမျိုးရေးတပ်မတော် KIA ပူးပေါင်းတပ်တွေအကြားတိုက်ပွဲပြင်းထန်နေရလို့မြေပြင်ရှစ်တန်းတရင်ရင်းမြစ်တွေက AWD ကိုပြောပါတယ်။ဗမော်မှာ စစ်ကောင်စီရဲ့ MI17 ရဟတ်ယာဉ်နစီပစ်ချပြီးရနောက်တိုက်ပွဲတွေငြိမ်သက်နေရကနေပြန်လည်ဖြစ်ပွားခဲ့တာပါ။ရှစ်တန်းတရင်ရင်းမြစ်တွေစီရရရှိတဲ့အချက်လက်တွေရဗမော်မြို့ရဲ့စစ်စင်ရေးကုကဲမှုဌာနချုပ်စကားခ23ဝင်းကျင်နဲ့မြို့ပေါ်မှာဖြန့်ကျက်တပ်ဆွဲထားတဲ့နေရာတွေကို KNA နဲ့ပူးပေါင်းတပ်တွေကမေလ29ရက်နေ့မနက်အာယုံမတက်ခင်မှာဝင်တိုက်တာဖြစ်တယ်လို့သိရပါတယ်။ခုနကဝမ်မာစီဘင်းယုံစူပောင်းယုံဝင်လိုက်ရေစကန်အာကြောင်ဘုံခုနစဘုံကြီးကြောင်တဲတဲကကောင်းနော်ကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော်ဖြစ်တဲ့ပမော်မြို့မကြသွားရင်အတွက်စစ်တပ်ဟာ လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့အပြင်စစ်တီနဲ့လက်နက်အင်အားတွေဖြည့်သိမ်းပြီးခုခံနေရဖြစ်တယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါဗျ။မေလ20ရက်နေ့ကလည်းစစ်စင်ရေးကုကဲမှုဌာနချုပ်စကားခ23ကိုအင်အားလာဖြည့်ရဲ့စစ်ကောင်စီရဲ့ MI17 ရဲ့ဟက်ရင်တစည်းကိုပြစ်ချဖျက်ဆီးခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်19ဦးတေဆုံးခဲ့ရလို့သိရပါဗျ။အဲ့ဒါအပြင်ရွှေကူမြို့ရှိစစ်ကောင်စီခြေတင်တပ်ရင်းခလာရ96မှာဆင်းခဲ့တဲ့ MI-17 ရဲ့ဟဲ့ရင်နောက်တစ်စီးကိုလည်း drone နဲ့တိုက်ခတ်ဖျက်ဆီးခဲ့ပါသေးတယ်။